မြန်မာနိုင်ငံမှာချမ်းသာဆုံးတတိကတော်ဆိုပေမယ့်အကြောင်းရင်းတစ်ခုကြောင့်အလူမင်္ဂလာပွဲဒီမှာယောဂီဝတ်ဆောင်သားဝတ်တဲ့နန္ဒလိုင်းချမ်းသာကျဲဝါရင်တတိကတော်ဆိုပေမယ့်အလူမင်္ဂလာခန်းသားတွေမှာဂုံပကာတနာမပါပဲယောဂီဝတ်ဆောင်ကိုဆွဲဆွဲမြမြဝတ်တဲ့သူကတရုတ်ဆောင်မင်းသမီးနန္ဒလိုင်းမှာဒါကြောင့်လေတရုတ်ဆောင်မင်းသမီးနန္ဒလိုင်းနဲ့ပတ်သက်ပြီးလူပြောများနေသလိုဘာလို့ကြောင့်များယောဂီဝတ်ဆောင်ဝရသလဲဆိုတာသိချင်ကြတာပါအခုရပိုင်းမှာဆိုရင်လေနန္ဒလိုင်းဟာ ဆန်တော်ကျိုးကြိုက်တကိုထွက်စေတီတော်ထိတိပွဲကိုမိသားစုလိုက်သွားခဲ့ကြပါရယ်အစောပါထိတိတော်ပွဲကိုနန္နာလိုင်တို့မိသားစုကပဲလှူဒန်းတာပါအစောပါထိတော်တင်ပွဲခန်းနာမှာတော့တရုတ်စာမင်းသမီးနန္နာလိုင်ဟာဝေကောင်းဆလာရီမော်ဖေးနဲ့ရိုးရှင်နဲ့ယောဂီဝတ်စုံကိုသာဝစ်ဆင်ခဲ့တာဖြစ်ပါရယ်တကယ်ဆိုရင်တစ်ချိန်ကတရုတ်စာမင်းသမီးဖြစ်ခဲ့ဖို့သူနန္နာလိုင်ဟာမြန်မာနိုင်ငံမှာချမ်းသာဆုံးတတိကတော်လို့ဆိုရမှာပါဂျာပင်နန္နာလိုင်ဟာအနုပညာလောကမှာအချမ်းသာဆုံးသူလို့ဆိုရမှာပါနန္နာလိုင်ဟာမြန်မာနိုင်ငံမှာချမ်းသာဆုံးတတိကြီး၅ဦးမှာတဦးပါဝင်ဖြစ်တဲ့ဇေကဘာခင် ွေရဲ့သားဖြစ်သူဇေဒီဟာနဲ့လက်ထပ်ထားတာဖြစ်ပြီးမြန်မာနိုင်ငံရဲ့ချမ်းသာတဲ့တတိတော်ကြီးဖြစ်နေတာပါ။ဒါကြောင့်မလို့လည်းနန္နာလိုင်းသားစမိုင်းတို့လိုတတိတွေလောက်ကတော့အပြော့လို့ဆိုရပါလိမ့်မယ်။ဒါပေမဲ့လည်းနန္နာလိုင်းကဒီလိုချမ်းသာကျဲဝါပေမဲ့ဘဝကိုရိုးသားအေးဆေးစွာဖြတ်သန်းနေပြီးလူမြင့်ခွင့်ရှိတောင်မှပေါ်လာတာဟာနေပါရယ်။အထူးသဖြင့်နန္နာလိုင်းရဲ့ Facebook စာမျက်နှာတွေမှာရိုးသားတဲ့သားမဲအိမ်အောင်ရှင်မတူဖြစ်တာပရိသတ်တရားမြင်တွေ့ရတာဖြစ်ပါရယ်။ဒါပြင်နန္နာလိုင်းသားအလိုမင်္ဂလာခန်းနာတွေမှာယောဂီဝတ်စုံကိုယ်တော်ဝိစင်နာဖြစ်ပါရယ်။အချို့သောတတိမာကြီး တွေဆိုရင်အလူတန်းနဲ့ခန္ဓာဝတ်တွေမှာဆိုရင်သူမတို့ရဲ့ပိုင်ဆိုင်မှုကိုကြွားလုံးထုတ်တဲ့အနေနဲ့စိတ်နေရွှေတွေကိုသီးနေအောင်ဝတ်တယ်လို့တကယ့်ကိုဂုံပကာသနာတွေနဲ့ဖော်ပြလေးရှိပါတယ်နနာလိုက်ဟာလေနမေကြီးစီကဘာကုမ္ပဏီရဲ့တတိမာကြီးဖြစ်တာမလို့သူမရဲ့ပိုင်ဆိုင်မှုတွေကိုကြွားလုံးထုတ်မေးဆိုရင်ထုတ်လို့မကုန်နိုင်ပါဘူးမျက်စိချင်းလောက်စရာလဝတ်ရနာတွေအဖိုးတန်အဝတ်စားတွေဝတ်နိုင်ပါတယ်ဒါပေမဲ့နနာလိုက်ကတော့အလူမင်္ဂလာခန်းနာဝဲတွေမှာဆိုရင် ကောပကာတနာမှာပါပဲနဲ့ယောဂီထမဲလေးနဲ့အညိုရောင်ယောဂီဝတ်စုံကောသားဝစ်စင်တာပါ။ဒါကြောင့်လေအားလုံးကနန္နာလိုင်ကဘာကြောင့်ယောဂီဝတ်စုံဝတ်တလေးဆိုတာသိကျင်နေကြတာဖြစ်ပါတယ်။တကယ်တော့နန္နာလိုင်ဟာမူလမျိုးဖြစ်တာကြောင့်မူလမျိုးတွေရဲ့ထုံတင်းစင်လာတိုင်းအလူလို့ရင်ယောဂီဝတ်စုံကောကောပကာတနာမှာပါပဲနဲ့ဝတ်စင်တာဖြစ်တယ်လို့သူမကိုယ်တိုင်ကလည်းပကာတနာတွေမမှတ်ပဲသဒ္ဒနာရေးလို့ပဲလုပ်ချင်လို့ဒီလိုရိုးရှင်းတဲ့ဝတ်စုံဝတ်တာဖြစ်ကြောင်းသိရတာပါ။နန္နာလိုင်တို့မိသားစုဟာချမ်းသာကြဲဝါးတဲ့ပြင်ကိုအလူရေဆက်လက်နဲ့မကွာဆိုတဲ့အတိုင်းဖျားစီဒီဘတို့ ကျောင်းကံလူဒန်းမှုတွေပြုပြင်မှုတွေကိုအမြဲတမ်းတရားတရားထက်သန်စွာနဲ့ပဲအလူဒန်းတွေပြုလုပ်လေးရှိတာပါမင်းသမီးကြီးနန္နာလိုက်တို့မိသားစုဟာအမြဲတမ်းလက်လူဒန်းတွေကိုအဆက်မပြတ်လုပ်လေးရှိတဲ့ တကယ်အလို့ဒရက်ကဒရက်ကမလို့ပြောလို့ရပါတယ်ဒီလိုမျိုးလူတန်းလေးရှိတာကြောင့်မင်းသမီးနန္နာလိုင်းဟာနိုင်ငံတော်ကချီးမြှင့်ထားတဲ့တိရိတုဒမသင်္ကီပွဲဝတာမှာရရှိထားသူတဦးပါအလို့တန်းတွေအများကြီးလုပ်နေတဲ့မင်းသမီးနန္နာလိုင်းဟာအမြဲတမ်းအယူယိုလေးနဲ့ပကာသနာတွေမပါဘဲယောဂီဝတ်စုံကိုသာဝတ်ဆင်လေးရှိတာပါဒါကလည်းခုခေတ်မိန်းကလေးတွေတူယူစရာကောင်းတဲ့အချက်တစ်ချက်လို့တောင်မှပြောလို့ရပါတယ်ယောဂီဝတ်စုံမဟုတ်ရင်တောင်မှယူယိုရရှင်လေးနဲ့အများသူမျက်စိအေးစေမဲ့ဝတ်စုံကိုပဲဝတ်ဆင်တင်တာပါဘာကိုကြောက်ဝဖို့မှစိတ်ကိုမထားပဲ ကသနခေခေနဲ့အလူပြုတ်လောက်တာဟာလေတကယ်ကိုမှနှစ်သာရတစ်ခုလို့ပြောလို့ရပါတယ်။ဗီဒီယိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဘာသာတရားကိုကန့်ဆိုင်တဲ့နနာလိုက်ပေါ်မှာမိမိတို့ရဲ့မြင်လေးကိုပြောခဲ့ပေးပါအောင်ရှင်။